င်္ဂလာပါရှင်။ဘာမခက်တဲ့သတင်းဌာနမှပြန်လည်ကြိုဆိုလိုက်ပါရရှင်။ယခုချိန်မှစပြီးဧပြီလ29ရက်နေ့နောက်ဆုံးရအထူးသတင်းများကိုအစည်းအခမ်းတင်ဆက်ပေးပါရမရှင်။ပထမဆုံးသတင်းအနေနဲ့စင်မောင်ဝဲမြို့နယ်တနုံမြောင်ကိမ်းမှထွက်လာသောစစ်ကောင်စီတပ်သားများကိုခြားပြတ်တိုက်ခိုက်မှုဖူးစည်းဖြိုးမှပါဝင်စစ်သား၈ဦးသေဆုံးဆိုတဲ့သတင်းပဲဖြစ်ပါရယ်။မကွေးတိုင်းစင်မောင်ဝဲမြို့နယ်တနုံမြောင်ကိမ်းမှထွက်လာသောအကြမ်းဖက်စစ်ကောင်စီတပ်သားများကိုခြားပြတ်တိုက်ခိုက်ရာဖူးစည်းဖြိုးမှပါဝင်စစ်သား၈ဦးသေဆုံးခဲ့ကြောင်းတရက်ခရိုင်အမှန်ငါတိုင်းမှတောင်းရှိသူတို့ ကရှန်ကုန်ခေတ်သတင်းဌာနထံသို့ပြောဆိုသည်ဧပြီလ23ရက်နေ့ညနေ4နာရီခန့်တွင်စင်မောင်ဝဲမြို့နယ်တနုံမြောင်ကိမှပိုးစည်းဖြိုးမှဦးဆောင်သောအကြမ်းဖက်စစ်ကောင်စီတပ်သားများသည်ဝစည်းမြောင်ကိတို့ကားဖြင့်တက်လာစဉ်တော်လိုင်းတပ်ဖွဲ့များကရှင်းကိတ်အနီးကြားပြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်ရှင်းတိုက်ခိုက်မှုတွင်ပိုးစည်းဖြိုးမှပါဝင်အကြမ်းဖက်စစ်ကောင်စီတပ်သားရှေ့ဦးသိဆုံးပြီးအများပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းတိုက်ပွဲအတွင်ဝစည်းမြောင်ကိမှအကြမ်းဖက်စစ်ကောင်စီတပ်သားများကလက်နက်ကြီးများဖြင့်ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့တော်လေတော်လိုင်းရဲ ပေါ်မှာအထူးကမ်းရှိပြန်လည်ဆုတ်ခွာနိုင်ငံကြောင်းသိရှိရသည်တနုံမြောင်ဂိတ်ကနေဘူဂျီဖြိုမောင်ဦးဆောင်တဲ့စစ်ခွေတွေကဝစီမြောင်ဂိတ်ကိုကားနဲ့တက်လာတဲ့အချိန်ကိုဝစီမြောင်ဂိတ်နားမှာတော်လိုင်းတပ်ဖွဲ့တွေကခြားဖြတ်တိုက်ခိုက်ခဲ့တာတိုက်ပွဲအတွင်းမှာဘူဂျီဖြိုမောင်အပါဝင်စစ်ခွေရှိကောင်သိဆုံးနေစစ်ခွေအများပြားလေးတရားရရှိခဲ့တယ်ဝစီမြောင်ဂိတ်ကစစ်ခွေတွေကလည်းလက်နက်ကြီးတွေနဲ့ပြန်နေပစ်ခတ်တယ်တော်လိုင်းရဲဘော်တွေအထူးကမ်ရှိပြန်လည်ဆုတ်ခွာခဲ့တယ်ကိုတရက်ကရန်အမှန်ကတိုင်မှာတောင်းရှိသူတို့ကပြောဆိုသည် အဆိုပါတိုက်ခိုက်မှုကိုတရက်ခရံအမှန်ကတရင်ပုံနောင်းရီပြည်သူ့ကော်ရီအဖွဲ့တောင်းနှင်းကြီး Fiverr King Column တရက်ခရံမှတ်တရင်မကွေးတောင်ပိုင်းပြည်သူ့ကော်ရီအဖွဲ့နှင့်ဖိတ်တနိုးပြည်သူ့ကော်ရီအဖွဲ့တောင်းနှင်းကြီးတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြောင်းသိရသည်ဆက်လက်ပြီးဝလက်မျိုးနေရင်စစ်ကောင်စီတပ်သား6ဦးလက်နက်များယူဆောင်လာပြီးအလင်းဝင်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။စကိုင်းတိုင်းဝလက်မျိုးနေရင်စစ်ကောင်စီတပ်သား6ဦးလက်နက်များယူဆောင်လာပြီးအလင်းဝင်ရောက်ခဲ့ကြောင်း People's Servant Revolution ဝလက်မှတောင်းရှိသူတို့ကရှန်ကုန်ခဲ့တဲ့သတင်းဌာနထံသို့ပြောဆိုသည် 2024ခုနှစ်စက်တင်ဘာလ9ရက်နေ့တွင်ဝက်လက်မြို့ဆောင်တက္ကမပြည်သူစစ်တအုပ်သည် AK တနက်တလန်းနှင့်ကာပိုင်တနက်တလက်ယူဆောင်လာပြီးအလင်းဝင်ရောက်လာခဲ့ကြောင်း2025ခုနှစ်ဇန်နဝါရီလ9ရက်နေ့တွင်တပ်မ33မှထွက်လာသောအစံဖက်စစ်တဲအကိုစစ်ကြောင်းသည်ရှိန်မကားရဲစခန်းကိုရောက်လာပြီးနောက်စစ်ကောင်စီတပ်သားနှုတ်သည် MA1 တနက်နှစ်လက်ယူဆောင်လာပြီးအလင်းဝင်ရောက်ခဲ့ကြောင်းသိရသည်။ရှင်းနောက်2025ခုနှစ်မတ်လ28ရက်နေ့တွင်ဝက်လက်မြို့တွင်သို့ရောက်ရှိနေသည့်ဒါတာရ610မှစစ်ကောင်စီတပ်သားတို့သည် MA1 တနက်တလက်ယူ ဆောင်လာပြီးထပ်မံအလဲဝင်ရောက်ခဲ့ကြောင်း2025ခုနှစ်ဧပြီလ2ရက်နေ့တွင်နလခမဝက်လက်မြို့တွင်တာဝန်ကျနေသောစစ်ကောင်စီတပ်သားတို့သည် MA11 နှင့် MA2 တပ်နက်များယူဆောင်လာပြီးထပ်မံအလဲဝင်ရောက်ခဲ့ကြောင်းသိရှိရသည်စုစုပေါင်းလင်းဝင်လာတာက6ဦးပေါ့သူတို့ဘက်ကချိန်ဆက်တဲ့အခါကျွန်တော်တို့အနေနဲ့တွားရောက်ခေါ်ထုတ်ပေးရတာမျိုးလည်းရှိတယ်။စုချင်းငွေချင်းမြေနာကတော့ကျွန်တော်တို့စစ်ဒေသညွန်ချချက်နဲ့အညီလှုပ်ဆောင်ပေးရတာမျိုးရှိတယ်ဟု Beaver Service Revolution ဝက်လက်မတောင်းရှိသူတို့ကပြောဆိုသည်။ ရှိခိုးဆလတ်တင်ဆက်ပေးမယ့်တဲ့ရင်အကြောင်းအရာကတော့တဝဲဟာလီကွိတ်တက်စကန်ကိုတိုက်ခိုက်သိမ်းပိုင်မှုစစ်သား၁၀ဦးထက်မနည်းသေးဆုံးပြီးဖူးကြီးတဦးတနက်ဖြန်ကိုကိုကိုအဆုံးစီရင်စစ်သား၁၅ဦးလက်နက်ချအလံဖြူထောင်ဆွဲသေးမယ်ဖြစ်ပါရဲ့ရှင်။ တနင်္လာရီတိုင်းတဝဲမြို့နယ်ရှိဟာလီကွေ့အကျန်းဖက်စစ်တပ်စခန်းကိုတိုက်ခိုက်သိမ်းပိုင်ရာစစ်သား၁၀ဦးထံမှနေသေဆုံးပြီးဖိုးစီတူတနက်ဖြန်ကိုကိုကိုအဆုံးစီရင်သွားကစစ်သား၅ဦးလက်နက်ချအလံဖြူထောင်ခဲ့ကြောင်းတွန်လင်းတရင်ရင်မြစ်ကရွှေငုံခေတ္တတရင်ဌာနထံသို့ပြောဆိုသည်ဧပြီလ26ရက်နေ့နေ့နက်ပိုင်းမှစတင်ကတဝဲမြို့နယ်ရှိအကျန်းဖက်စစ်ကောင်စီတပ်သားအင်အား30ခန့်တပ်ဆွဲထားသောဟာလီကွေ့တပ်စခန်းကိုတွန်လင်းပူပေါင်းတပ်ဖွဲ့များကစတင်ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းတိုက်ဝဲတွင်အကျန်းဖက်စစ်တပ်ကလေရင်ဖြင့်စစ်တိုက်ပုံးကျဲတိုက်ခိုက်ခဲ့ခြင်းကြောင်းမွန်လေးပိုင်းနှင့်တိုက်ဝဲ ဲခဏငြိမ်သက်ခဲ့ကြောင်းသိရသည်။ရင်းနှီးညနေပိုင်းတွင်တော်လင်တပ်ဖွဲ့များကထပ်မံထိုးစစ်ဆင်တိုက်ခိုက်ဆင်တွင်စခန်းတစ်ခုလုံးကိုအပိသက်တိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့ကြောင်းတိုက်ပွဲတွင်လည်းစစ်တပ်ဘက်မှစစ်ကောင်စီတပ်သား၁၀ဦးထပ်မံတိုက်ဆုံခဲ့ကြောင်းသိရသည်။ထို့ပြင်တိုက်ပွဲတွင်သေဆုံးခြင်းမရှိသောအစံဖက်စစ်ကောင်စီတပ်သားများကလက်နက်ချအလံဖြူထောင်ရန်ပြုလုပ်ဆင်တွင်ဗိုလ်ကြီးတို့ကတနက်ဖြန်ကိုကိုပြတ်သက်၍အဆုံးစီရင်ခဲ့ကြောင်းစစ်ကောင်စီတပ်သား၅ဦးမှာပုံလက်နက်ချ၍အလံဖြူထောင်ခဲ့ကြောင်းသိရှိရသည်။ မင်းကမနက်ပိုင်းစောစောပိုင်းတွေကနေပြီးတော့ဝင်တိုက်တာပေါ့လေရင်တွေစတိုက်ကြဲတော့တိုက်ပွဲကမုံလဲပိုင်းမှာရက်သွားသေးတယ်။ညနေပိုင်းကျတော့ထပ်ပြီးဝင်တိုက်တော့စက္ကန့်တစ်ခုလုံးတိမ့်ပိုင်နိုင်ခဲ့တာစစ်တပ်ကဆငောင်းလက်နဲ့ချတယ်ပိုးကြီးဆိုတဲ့တယောက်ကတော့လက်နဲ့မချခင်မှာပဲသူ့ကိုယ်သူစီရင်လိုက်တယ်တနက်နဲ့သူ့ကိုယ်သူပြတ်တက်လိုက်တယ်လို့သိရတယ်ဟုဒေသရင်းစီရဲတဲ့ရင်မြက်ကပြောဆိုသည်။ထို့ပြင်တိုက်ပွဲဖြစ်ပွားနေခြင်းအတွင်းဂျမ်ဘတ်စစ်တပ်၏အမတ၃၀၂နဲ့၃၀၂တပ်များကဂျေးရွာများတို့လက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်းကြောင့်ဆဟာဂျေးရွာဖုန်ကြီးကျောင်းထဲသို့လက်နက်ကြီးကြီးကြားရောက်ကြောင်း ပြည်သူတို့ဒေသုံကတန်ကတော့တုံမထိခိုက်တရားရရှိခဲ့ကြောင်းသိရသည်ဆလဘေမုံရွာမြို့နယ်ခိုးတန်းရွာသို့စစ်ကြောင်းထုတ်လာသောစစ်တပ်ကိုချားပြတ်တိုက်ခိုက်မှုစစ်သား၃တေဆုံးမှုဆိုဆွဲတဲ့ကိုတင်ဆက်ပေးပါမယ်ရှင်။စကိုင်းတိုင်းမုံရွာမြို့နယ်ခိုးတန်းရွာသို့စစ်ကြောင်းထုတ်လာသောစစ်တပ်ကိုချားပြတ်တိုက်ခိုက်ရာစစ်သား၃တေဆုံးခဲ့ကြောင်းမုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ္တတရင်ဌာနထံသို့ပြောဆိုသည်။ ဧပြီလ24ရက်နေ့နံပါတ်မုံရွာမြို့နယ်ခိုးတန့်ရွာရှိပြည်သူပိုင်ပစ္စည်းများကိုခိုးယွင်လာသောဂျမ်ဘတ်စကောင်းစီတပ်သား120ခန်းကိုတော်လိုင်းတပ်ဖွဲ့များကခြေရွာအဝင်တနေရာတွင်ကြားပြတ်တိုက်ခိုက်ခဲ့ကြောင်းရှင်းတိုက်ခိုက်မှုအတွင်ဂျမ်ဘတ်စကောင်းစီတပ်သား3သေဆုံးပြီး9ဦးအပြင်တန်တန်ရရရှိခဲ့ကြောင်းသိရှိရသည်။ ရွာကလူမနေရဲကြတာရောရွာဆဝင်တဲ့အချိန်မှာကြားပြတ်တိုက်ခိုက်ခံလိုက်ရတော့စစ်ခွေးတွေတော်တော်တော့အထိနာသွားတယ်စစ်တပ်ကစစ်ကြောင်းထိုးတဲ့အချိန်မှာပြည်သူတွေထိခိုက်ဖမ်းဆီးခံရတာမျိုးမရှိပါဘူးဟုမုံရမြို့နယ်ပြည်သူ့ကာယူဖွဲ့မှတောင်းရှိသူကပြောဆိုသည်အဆိုပါတိုက်ခိုက်မှုကိုမုံရမြို့နယ်ပကဖဦးဆောင်မှုဖြင့်တိုက်နယ်ကပကဖ Triple 4 Black Falcon, Court of Moya, Golden Eagle, Sankin Henry, Court of Snake, Yaka Moya ခရိုင်တိုင်းတတူကပိုးပေါင်းလှောက်ဆောင်ခဲ့ကြောင်းသိရှိရသည်။ ရခိုဆက်လက်ပြီးစင်ကုန်းမြို့ပေါ်စာတင်ကြောင်းနဲ့ဘုံကြီးကျောင်းကိုစစ်တပ်ကလေးမြင့်ဘုံကျဲတိုက်ခိုက်ဆိုတဲ့သတင်းကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။ မန္တလေးတိုင်းစင်ကိုမြို့ပေါ်စာတင်ကြောင်းနဲ့ဖုန်ကြီးကြောင်းကိုအကြံဖက်စစ်တပ်ကလှိမ်ပြန့်ဘုံကျဲတိုက်ခိုက်ခဲ့ကြောင်းစင်ကိုမြို့နယ်ပကဖသတင်းတောင်ခံကိုတန်မဏိကရှန်ကုန်ခေတ္တသတင်းဌာနထံသို့ပြောဆိုသည်ဧပြီလ28ရက်နေ့နနက်09:28မိနစ်ခန့်တွင်စင်ကိုမြို့ပေါ်ရှိအထက်ကစာတင်ကြောင်းအရှိပဲနေမဟာဝေယံဘုံသာဖုန်ကြီးကြောင်းမြောက်ဘက်ကိုအကြံဖက်စစ်တပ်ကလှိမ်ပြန့်ဘုံကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်အကြံဖက်စစ်တပ်လေးကြောင်းတိုက်ခိုက်မှုကြောင့်ပြည်သူများထိခိုက်မှုမရှိတော့လေအဆောက်အအုံများထိခိုက်ပျက်စီးမှုရှိကြောင်းသိရှိရသည် ဒီကနေ့နနက်ပိုင်းမှာဆင်ကုမျိုးပေါ်အထက်ကစာသင်ကျောင်းအရှိဘက်ကိုတစ်ချိန်နဲ့မဟာဝိရံပုံသာဖုန်ကြီးကျောင်းမြောက်ဘက်ကိုတစ်ချိန်လေကျောင်းတိုက်ခိုက်မှုပြုလုပ်သွားပြီးအဆောက်အဦထိခိုက်ပျက်စီးတယ်လူအထိခိုက်မရှိဘူးအဓိကတော့ပြည်သူတွေကိုအကြောက်တရားပေးပြီးတော်လန်ရင်ကိုအာမပေးအောင်သွေးခွဲတဲ့သဘောပါပဲပြည်သူတွေအနေနဲ့တော်လန်ရင်ပေါ်မှာပဲအာယုံဆိုင်ပြီးပူပေါင်းပါဝင်မိဖို့တိုက်တွန်းချင်ပါတယ်ဟုဆင်ကုမျိုးနဲ့ပါကဖသတင်းတောင်အောင်ကန်ကိုတမ်းမင်းကပြောဆိုသည် ပဲခူးရိုမာရင်စစ်ကြောင်းကိုပိတ်ဆို့တိုက်ခိုက်မှုစစ်တပ်ဘက်မှထိခိုက်သေးဆုံးမှုများပြောင်းစစ်သားတို့အလံဖြူထောင်းရင်စစ်ကောင်စီကလက်နက်ချသူများကိုလင်းပြင်းလိုက်လံပုံကျဲဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။ ပဲခူးတိုင်းမင်းလာမြို့နယ်ပဲခူးရွှေမတွင်တက်လာသောဂျမ်ဘတ်စစ်တဲစစ်ကြောင်းကိုနှစ်ရက်ဆက်တိုက်တိုက်ခိုက်ရာစစ်တပ်မှထိခိုက်သိမ်းဆုံးမှုများပြားပြီးစစ်သားများအလံဖြူထောင်းကဒေသစီရေးတရင်ရင်မြက်ကရန်ကုန်ခေတ္တတရင်ဌာနထံသို့ပြောဆိုသည်ဧပြီလ23ရက်နေ့မှစတင်ကမင်းလာမြို့နယ်ပဲခူးရွှေမအဆက်ရှိကြေးရွာများသို့လက်နက်ကြီးများဖြင့်ပစ်ခတ်ပြီးစစ်ကြောင်းထိုးနေသောစစ်တပ်ကိုထုတ်လိုက်ရင်တပ်ဖွဲ့များကဧပြီလ26ရက်နေ့29ရက်နေ့တွင်ဂျာပြက်ပိတ်ဆို့တိုက်ခိုက်ခဲ့ကြောင်းသိရသည်ရှင်းတိုက်ခိုက်မှုတွင်ဂျမ်ဘတ်စစ်ကောင်စီတပ်သားများထိခိုက်သိမ်း ဆုံးမှုများပြားပြီးစစ်ကြောင်းတစ်ခုလုံးတပ်ပြည့်ရထွက်ပြေးသွားကြောင်းတော်လိုင်းတပ်ဖွဲ့များကလိုင်းလံတိုက်ခိုက်နေခြင်းကြောင့်စစ်ကောင်စီတပ်သားအများစုအလံဖြူထိုင်လက်နက်ချအလင်းဝင်းမျိုးများရှိကြောင်းသိရှိရသည်ထို့သောစစ်ကြောင်းတစ်ခုလုံးဖွဲ့စည်းပုံပြည့်၍အလံပြူထောင်နေချင်းစစ်ကောင်စီတပ်ကယနေ့နံနက်ပိုင်းမှစတင်ကပဲခူးရှုံးမတောက်လျှောက်ကို MI-35 တိုက်ခိုက်ရဲရင်ဖြင့်လိုက်လံပုံကျပြစ်ခတ်တိုက်ခိုက်နေကြောင်း Jet Fighter များလည်းအဆက်မပြတ်ပြန်ဝဲနေကြောင်းသိရသည် ခွေးစစ်ကြောင်းကရာတွေကိုတောက်လျှောက်ဝင်စေပြီးတွေ့တဲ့များပစ္စည်းတွေယူရင်ပြည်သူခုနှစ်ဦးကိုလည်းဖမ်းဆီးတပ်ဖြတ်ထားတယ်လို့ကနအိုသိရတယ်။အဲ့လိုတွေအကျန်းဖတ်တာတွေလုံနေတော့ PDF တွေနဲ့တိုက်ပွဲဖြစ်တာနဲ့ရရှိပြီးစစ်ခွေးစစ်ကြောင်းတစ်ခုလုံးတပ်ပြတ်သွားတာစစ်ခွေးတွေအသေးများတယ်။တရားရတာတွေလည်းများတော့အလံပြူထောင်တယ်လို့သိရတယ်။အလံပြူထောင်တာကစစ်မှုရန်တသားအစ်တွေလို့တော့ကြားတယ်။စစ်ခွေးရဟယင်တွေနဲ့ Jet Fighter တွေကတော့တောက်လျှောက်ကိုဝဲနေတာ။ Jet Fighter ကတော့ဘုံမကျဲသေးဘူး။ရဟယင်ကတော့တောက်လျှောက်ကိုပတ်ပြီးပြင်နေတာအခုထိရှိနေတယ်။ပြည်သူတွေလည်းတောင်းနေချီတယ် ေးနေရတာဟုဒေသပြည်သူတို့ကပြောဆိုသည်လက်ရှိချိန်တွင်ကြောင်ရွာရွေကုန်ခွမစံပုတ်ထောက်ချံပတ်တန်ခံတော်ပင်ဦးတိုကညင်ပင်အင်းငုံနှင့်စံတော်ငွေအုပ်စုရှိခြေရွာပေါင်း20ကျော်မှတောင်းနေချီသော ပြည်သူများသည်ဘေးလွတ်ရာထွက်ပြေးတိမ်ရှောင်နေကြောင်းသိရှိရသည်